မင်္ဂလာပါရှင်ကျမတော့ဖူးဤနွယ်ပါ DV ရွမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါစစ်ကောင်းဆောင်အနေနဲ့လက်ညှိုးထိုးပုတ်ခတ်မပြောဆိုဘဲနှစ်ဖက်ညီနိုင်ဖြည့်ရှင်းတဲ့နီလန်းကိုဖြည့်ရှင်းဖို့လိုတယ်လို့ 7EAO Alliance ပြောခွင့်ရသူကပြောပါတယ်ဒီသတင်းကိုအောင်သူပေးဖို့ထားပါတယ်ရှင်အစိုးရနဲ့ညီညွတ်ရေးယူထားတဲ့တိုင်းဒေသလက်နက်ကိုင်ဖွဲ့တွေဟာနိုင်ငံတော်ပေါ်မှာတစ္ဆာစောင့်တိမှုမရှိဘဲကိုကျိုးအတွက်တရားမဝင်လုပ်ငန်းတွေမှာပါဝင်ပတ်သက်နေတယ်လို့ အနာဒိစကောင်းဆောင်ပူဇော်မှုကြီးမင်းအောင်လိုင်ကနိုဝင်ဘာလ16ရက်နေ့မနက်ကမော်လမြိုင်မြို့ကလူလူနဲ့တွေ့ဆုံချိန်မှာပြောဆိုခဲ့တဲ့အပေါ်အခုလိုတုံ့ပြန်လိုက်တာပါတရားမဝင်ကုန်သွယ်မှုလုပ်ငန်းတွေဆောင်ရွက်တာဟာမြန်မာနိုင်ငံနေဆက်ဒေသမှာအခြေပြုနေကြတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေကိုတက်ဆူးရှည်စင်းနိုင်တယ်လို့နိုင်ငံတော်ကရတဲ့ရလိုက်တဲ့အခွန်အခတွေအတွက်လည်းထိခိုက်နစ်နာရတယ်လို့လည်းစစ်ကောင်းဆောင်ကပြောဆိုခဲ့ပါတယ်ကျိုးတရားတစ်ခုခုဖြစ်ပေါ်လာတယ်ဆိုတာဒါအကြောင်းတရားတစ်ခုခုရှိလို့ဖြစ်ပေါ်လာတာကြီးပါပဲ ကျွန်တော်တို့ကတယောက်နဲ့တယောက်လက်ညှိုးသို့ဒုက္ခပြောဆိုတာတည်းဆာလို့ရှိရင်ပေါ့လေခုနကကျွန်တော်ပြောသလိုမျိုးပေါ့ပြဿနာတစ်ခုကိုကျွန်တော်တို့ကတစ်ထည့်တည်းကြည့်ပြီးတော့ပြောတာချက်ပေါ့လေအဲ့ဒီပြဿနာရဲ့အရင်းအမြစ်အဲ့ဒါကိုပဲစုံတော့ဆိုတော့ကြည့်ပြီးတော့မှအာဒီပြဿနာအတွက်ဒီခက်ခဲအတွက်ကျွန်တော်တို့ကနှစ်ဖက်စလုံးဒါမိနိုင်ဖြစ်ရှင်တဲ့နိလန်းကိုရှားချံပေါ်ထုတ်တာကပဲ ရောတာတဲ့စာလို့ရှိရင်တော့ကျွန်တော်တို့လက်တွေ့ကြဖို့ဘုရားပေါ့လေဟိုဖြည့်ရှင်းနိုင်တဲ့နီလန်ကပို့ပြီးတော့လက်တွေ့ကြမယ်ဖြစ်ပါတယ်ခင်ဗျာဒီမှာနိုင်ငံမှာဖြစ်ပေါ်နေတဲ့စီးရင်နိုင်ငံရေးအခြေအနေကိုကြော်လွှားပြီးငြိမ်းချမ်းရေးကိုဖော်ဆောင်မှုကြိုးစားနေတဲ့အချိန်မှာငြိမ်းချမ်းရေးကိုပဲရှေ့ရှုတဲ့ပြောဆိုမှုတွေကိုပြောဖို့လိုအပ်ပြီးတခြားအဖွဲ့အစည်းတွေအပေါ်အပြစ်တင်ပြောဆိုမှုတွေမလုပ်ဖို့လိုတယ်လို့ဆိုပါတယ် စစ်တကအနာသိမ်းပြီးတဲ့နောက်ပိုင်းကစလို့ SCA ရဖော်ဆောင်နေတဲ့ငញ្ញိုင်းလုပ်ငန်းစဉ်တွေဟာလည်းရပ်တန့်သွားပြီးဆွေးနွေးမှုတွေလည်းမရှိတော့ဘူးလို့ဗိုလ်မှူးကြီးစောကျော်ညွန့်ကပြောပါတယ်။အာငញ្ញိုင်းလုပ်ငန်းစဉ်ဆိုတာကတော့ဒါကျွန်တော်တို့အမြင်နဲ့ဆိုရင်တော့မရှိတာကြပါဘူး။ဒီတော်စုငញ្ញိုင်းကြီးကိုကျွန်တော်တို့ NC ကိုချေခံပြီးတော့ဖော်ဆောင်မဲ့ရန်တရားဒီလုပ်ငန်းစဉ်ကြီးကဒါရပ်တန့်နေတာမလုပ်နိုင်ခဲ့တာကြပါဘူး။ဒါကြောင့်မလို့ကျွန်တော်တို့ပြောနေတဲ့ ဒီမြေကျင်းရဲ့လုပ်ငန်းချင်းဆိုတာကျွန်တော်တို့ကအခုကနေပြီးတော့ဒီစမတ်တစ်ခုကိုပြန်ပြီးတော့အစားပြေးနိုင်ဖို့ပြုပန်းနေစေကာလလို့ပဲကျွန်တော်တို့မြင်ပါတယ်စစ်တပ်အနာသိမ်းပြီးတဲ့နောက်ပိုင်းမှာတနင်္ဂနွေလုံးပြခတ်တက်ခဲ့မှုရစေသဘောသူစာချုပ် NC မှာလက်မှတ်ရေးထိုးခဲ့တဲ့အဖွဲ့အစည်းတွေကကရင်မျိုးသားစီယုံ KMU မြန်မာနိုင်ငံလုံးဆိုင်ရာကြောင်းသားများဒီမိုကရက်တစ်တပ် UABSDF ပုံမျိုးသားလူမျိုးရေးအဖွဲ့ချုပ် PNLO နဲ့ချင်းမျိုးသားတပ် UCNF အဖွဲ့တွေက ။ NCA စာချုပ်ကပြတ်သွားပြီလို့ပြောဆိုပြီးစစ်တပ်နဲ့တွဲဆုံဆွေးနွေးမှုတွေကိုဆက်လက်မလုပ်ဆောင်တော့ပါဘူး။ကြံဖွဲ့6ဖွဲ့ကတော့တဖွဲ့ချင်းအလိုက်စစ်တပ်နဲ့ဆွေးနွေးမှုတွေကိုဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ကျွန်တော်အောင်သူပါခင်ဗျာ။ ရခိုင်ပြည်နယ်ထဲဝင်ရောက်ပြီးငါးခိုးဖမ်းတာတွေပြုလုပ်နေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားငါးဖမ်းသမားတွေကိုဇက်တိုက်ဖမ်းဆီးတာတွေပြုလုပ်နေတယ်လို့အရခတ်တတော်ရဲ့ကမ်းခြေဆောင်တက်တဲ့နေဆက်သူတွေကလည်းသိရပါဗျ။နိုမာလာ၁၈ရက်ကရခိုင်ပြည်နယ်အတွင်းငါးခိုးဖမ်းတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားငါးဖမ်းသမား၁၆ယောက်ကိုမောင်တုံးမြို့နယ်တဝင်းချောင်းရွာဟောင်းအနီးနဲ့ရသေးတောင်မြို့နယ်ချိန်ခါလီကျေးရွာအနီးတွေမှာဇက်တိုက်ဖမ်းဆီးရမိခဲ့တာလို့ဆိုပါတယ်။ နိုမလာ၁၂ရက်ကလည်းရသေးတော်မျိုးနဲ့ကိုရံကောက်နဲ့ချင်းခါလီကြေးရွာအနီးမှာရှိတဲ့ရခိုင်ရေပိုင်နဲ့အတွင်းမှာငါးဖမ်းနေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၂၁ယောက်ကိုငါးဖမ်းဆက်လင်ငါးစင်းနဲ့အတူဖမ်းဆီးရမိခဲ့ပြီးဥပဒေနဲ့အညီအေးအေးယူနိုင်ဖို့ဆောင်ရွက်နေတယ်လို့ AA ရဲ့ကမ်းခြေဆောင်တက်တဲ့နေဆက်သူကပြောပါတယ်။ င်္ဂလားဒေ့ရှ်နိုင်ငံသားတွေဟာရခိုင်ရေပိုင်နက်ကိုကျူးကျော်ဝင်ရောက်ပြီးငါးဖက်နာတွေကြောင်းဖမ်းဆီးခံရသူတွေကိုအစောပိုင်းကဘင်္ဂလားဒေ့ရှ်နယ်ခြားဆောင်တပ် BGB ထံလွှဲပြောင်းပေးခဲ့ပေမဲ့နောက်ပိုင်းမှာလွှဲပြောင်းပေးတာမရှိတော့ဘဲအေးအေးယူလာတွေပြုတ်လာတာလည်းဖြစ်တယ်လို့သိရပါပါရှင်။စကိုင်းတိုင်းမုံရွာမြို့တောင်ဘက်မန္တလေးမုံရွာသွားကားလမ်းမပေါ်မှာနိုမာလာ20ရဲ့မနက်ပိုင်းကစစ်ကားနှစ်စီးမိုင်းဆွဲခံခဲ့ရတယ်လို့မြင့်မြင့်တွေ့ရှိသူတွေကလည်းသိရပါဗျ။ စစ်တပ်ကစစ်ကားလေးစီးနဲ့မုံရွာမျိုးကနေမန္တလေးဘက်ကိုထွက်လာတဲ့အချိန်မအူရွာနဲ့မုံရွေးရွာကြားမှာမိုင်းဆွဲခံရတာဖြစ်ပြီးနှစ်စီးပြက်စီးသွားတယ်လို့ဆိုပါတယ်။ထိခိုက်ဒေဆုံးမှုအခြေအနေကိုမသိရသေးပဲမိုင်းဆွဲခံရပြည်နာခရီးသွားကားတွေနဲ့ကုန်ကားတွေကိုတားဆီးစစ်ဆေးပြီးမိုင်းဆွဲခံရတဲ့ကားတန်းကိုကြည့်ရှုခွင့်မပေးဘဲအမြန်မောင်းခိုင်းတယ်လို့ခီးသက်တင်ရင်မောင်းတယောက်ကပြောပါရတယ်။စစ်တပ်ကဂျမ်မာကားနှစ်စီးဆက်နှစ်ဘိန်းကားနှစ်စီးနဲ့ထွက်လာတာကိုကြိုတင်သတင်းရတဲ့အတွက်မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ခီးသွွားကားနှစ်စီးကိုချောဆွဲပြီးတော့စစ်တပ်ကမန္တလေးဘက်ကိုထပ်မောင်းသွားတယ်လို့ PDF ရဲဘော်တယောက်ကပြောပါရယ်ပြီးခဲ့တဲ့နိုမာလာ14ရက်မနက်9နာရီလောက်ကလည်းစလင်းကြီးမြို့နယ်ဝမ်ပေါင်ကုမ္ပဏီကနေဂျင်းနီတွေတယ်ဆောင်လာတဲ့တွဲကား23စီးပါရင်တန်းကိုမုံရွာမန္တလေးလမ်းပိုင်းမှာမိုင်းဆွဲတိုက်ခိုက်ခဲ့သေးတယ်လို့သိရပါရယ်ရှင် GV ရမြင့်တန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါကျမတော့ဖူးဤနေပါကြည့်ရှုနားဆင်ပေးကြရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်